โอเคပါအခုအခုအဲ့မှာပြပဝေဘန်သူတုံးသက်သူတွေကတော့သူစင်ကိုတော်တော်လေးပြစ်တန်ပြစ်တန်သွားတယ်ကျွန်တော်တွေ့ရတယ်ဟုတ်အဲ့သူတို့ top ရတော့တခြားအသင်းတွေမှာ experience defender တွေနဲ့သူတို့မြင်တာကျွန်တော်တို့ဒါ Liverpool တို့လက်ရှိ Arsenal တို့ဆိုလို့ရှိရင် experience တယောက်လူငယ်တယောက်နဲ့တွဲတယ်ပေါ့နော်။ဆက်စီမှာလည်း experience player မရှိဘူးမရှိဘူးနေတယ်။တကယ်တမ်းကျတော့အဲ့ဒီနေရာအမှားမြင်လောက်သွားတယ်။ Tosin ဆိုလို့ရှိရင်ね Premier League မှာ ကစားလာတာ9နှစ်ရှိပြီတဲ့အသက်ကလည်း28 28ကြာရောက်နေပြီတဲ့ဆိုတော့အဲ့လာကတော့ experience player မဟုတ်လို့ဘာလဲဆိုပြီးတော့တော်တော်လေးကောင်းကောင်းတယ်မှန်လားဆိုတော့ကို Chelsea အတင်းအရှုံးကလည်းအဲ့ဒီ HM Bond နောက်တစ်ခုကဒီနေရာမှာဒီသူတို့ HM Bond နဲ့တူစင်လူစားလဲတာမဟုတ်ပဲနဲ့ Enzo Maresca ရဲ့ဒီလူစားလဲပုံတွေကလည်းအလုံးမဖြစ်ခဲ့တာကိုတွေ့ရမှန်ပါမမအဲကျွန်တော်တို့လူစားလေးတဲ့အချိန်မှာတည်းဟိုကကွင်းလေကအရန်တက်သွားတဲ့ရှေ့ကိုနောက်တန်းရင်တက်သွားတော့မီမကန်ပြန်လိုက်လာတဲ့ ိုက်မာတဲ့ကကျွန်တော်တို့ကဒီ risk ကိုမြင်နေတယ်ကိုကဆိုတော့အဲ့သူ့ရဲ့လူစားလဲပုံရယ်နောက်ဒီသူလူစားထည့်လိုက်တဲ့ဒီတိုဆင်တို့အုပ်စုအစင်မပြေတာရယ်အဲ့ဒါလေးကိုဒီတိုဆင်ရဲ့နောက်ပိုင်းတောက်လျှောက်ဒီကျွန်တော်တို့ဖူးဟန်တဲ့ဘွဲမှာလည်းသူအမားလုတ်တယ်ဝိုးပေးရတယ်ဒါပေမဲ့ဒိုင်ကတော့မယူပါဘူးအဲ့လိုပဲရှေ့တဲ့ဘွဲမှာလည်းထပ်လုတ်တယ်ပြီးတော့ဒီဘွဲမှာထပ်ဖြစ်တယ်ဆိုတော့ချက်စီးသင်းမှာဟိုလောလောဆယ်တောင်တော်မီအတွက်ရှေ့ဆက်ပွဲတွေမှာဘသူ့ကိုကျွန်တော်တို့ပွဲထုတ်အောင်မလဲတော့မသိတဲ့အခြေအနေဖြစ်လာအဲ့အကြောင်းလေးပြောပြပါဦးခုနက နိုင်ငံခြားသုံးသက်သူတယောက်ပြောရတဲ့စကားလေးရန်သဘောကျပါတယ်ကွအဲ experience player ပေါ့နော်အဲ့ဒါရန်မှန်နေဒါပေမဲ့အဲ့ဒီ experience player က quality player မဟုတ်ဘူးလို့ကျွန်တော်ကယူဆတယ်ဒီကညီကိုရေး comment ပေးကြည့်ဗျာတိုစင်က quality player လား world class လား is just a only experience just a only experience or maybe ကျွန်တော်တို့ villa မှာလည်းကစားလို့ရတယ်ဟုတ်တယ်နော် villa မှာကစား what's up မှာကစားလို့ရတယ်နော် ကျွန်တော်ဖူဟန်းမှာလည်းကစားလို့ရတယ်အဲ့ဒါပဲလာခဲ့တာဒါကျွန်တော်ဘယ်ကလာလဲဆိုတဲ့ဥစ္စာကအရေးတော့မကြီးဘူးကျွန်တော်ချက်စီးတင်းကိုရောက်လာပြီးရင်တော့ခြေစွမ်းပြောင်းလဲရမှာမှန်ပဲကျွန်တော်တို့ဘော်တန်ကနေပြီးတော့ပြောင်းလာတဲ့ဂယ်ဂီကာဟေးလေအသက်အရွယ်တခုရောက်လာပြီးမှပြောင်းလာခဲ့ပေမဲ့အောင်မြင်မှုတွေတည်ကြီးနဲ့အိမ်မြန်သွားရတာပဲ AC နေနေလို့ရတယ်။ဒါတော့ကျွန်တော်မြင်ရတော့ quality player မဟုတ်လို့ဒီပြဿနာတွေတက်နေတာလို့ကျွန်တော်ယူဆပါတယ်။ပြီးတော့ နောက်ထပ်အကိုပြောတဲ့လူစားလင်းမှုပေါ့နော်အဲဆိုမတ်စ်ကဟာဒေါင်းမာတဲ့နီးပြတဲ့မှာမဟုတ်မပါဘူးအမြင်နဲ့ဒီနီးစနစ်နဲ့ပတ်သက်ရင် flexible ဖြစ်တယ်အပြောင်းလဲလုံးရမယ်ဆိုဘယ်တော့မှကြောက်ရွံ့နေခြင်းမရှိဘူးကျွန်တော်တို့ဒါကြောင့်ကျွန်တော်ပေါ်ချက်စီနိုထက်စာရင်တော့လက်ရှိမှာအန်ဆိုမာစကာကိုဘက်ကင်းပေးဆိုရင်တော့ပေါ်ချက်စီနိုနဲ့မင်းကျွန်တော်မေးမယ်ကိုရကိုဝေကိုရမှုကြီးပေါ်ချက်စီနိုနဲ့အန်ဆိုမာစကာဘယ်သူဘက်ကင်းပို့ပေးမလဲကျွန်တော်မန်ဆိုမာစကာဘက်ကင်းပို့ပေးပါမယ်။ဘာလို့လဲဆိုတော့ပေါ်ချက်စီနိုဟာ ပေါ်ကျင်းစည်းတို့ကင်တွေတရားဒီတွင်းမှာကျွန်တော်တို့နောက်ကျရဲ့လူစားလဲမှုတွေဆုံးဖြတ်ချက်မှားယွင်းမှုတွေနဲ့ကျွန်တော်တို့ပေးဆက်ခဲ့ရတဲ့အရာရှိတယ်။အန်ဆူမားစ်ကတော့ဒီလိုမျိုးဆုံးဖြတ်ချက်မှန်ကန်မှုတွေကနေကျွန်တော်တို့ turnover ဖြစ်ပြီးတော့ရှိမှအနိုင်ရခဲ့တာတွေလည်းရှိသလို turning point တွေလည်းပြန်ရခဲ့တာတွေလည်းရှိတဲ့အတွက်ကြောင့်ဒီတစ်ပွဲကျွန်တော်လူစားလဲမှုညံဖြစ်တာတော့ကျွန်တော်တိတ်တော့အပြစ်မတင်ဘူး။အစိုးရတဲ့ကသူ့ရဲ့ first plan ဖြစ်တဲ့ plan A အလုံးမဖြစ်ခဲ့တဲ့အတွက်ကြောင့် plan B ဟာသူ့အတွက် plan ပြတ်သွားတယ်လို့ပြောလို့ရတယ်။ အရင်တုန်းကတော့ तू က plan A ရော B ရော तू မှရှိပြီးသား A ကို तू စမ်းသုံးကြည့်တယ်မ OK တော့ချက်ချင်း B ပြောင်းတယ် तू ချိန်မစိုးဒုတိယပိုင်းပြီးတာနဲ့လဲပြစ်တယ်ပထမဆိုရင်ပထမပိုင်းပြီးတာနဲ့လဲပြစ်တယ်အခုတော့ तू plan A နဲ့ကို तू အပိုင်တွက်ထားတယ် plan B ဆိုတာကို तू မစဉ်းစားထားဘူးဒါကြောင့်မို့လို့ဒုံးဆို plan B ရောက်လာတဲ့အခါမှာ तू တော့မှားရွေးနေဖြစ်သွားတယ်ဒါတော့ဒီအဲ့ဒါကြောင့်ကျွန်တော်တော့နည်းနည်းရှော့ပေးလိုက်ပါတယ်ဒီပွဲတော့ဟိုဘာဖြစ်လို့ဆိုကျွန်တော်တို့ဟိုနောက်ပွဲလေကြံသေးတာရာသီကတော့အများကြီးကြံသေးတယ် top 4တော့တော့ ဟိုမျောမျောလင့်ဖို့လို့မဝင်ဘူးဝင်တယ်လို့သုံးသက်တာတော့မဟုတ်ဘူးကျွန်တော်က logic လေးတစ်ခုပြောပြတာတိုက်တယ်မှန်းမှ top 4ယင်အေးပါ top 4မှန်းရင်ယင်အေးရမှာတော့မဟုတ်သေးကြဒါပါပဲโอเคကိုအဲ့မှာထပ်ပြီးတော့ကျွန်တော်တို့နောက်ထပ်တစ်ယောက်သူပြောတာလေးလည်းတော်တော်လေးကောင်း Chelsea ကဝမ်ဝမ်ဖြစ်နေနေချင်းစလန်လန်ကိုတို့တောက်လျှောက်ခွင့်တိုက်ဖို့ကြိုးစားဒါပေမဲ့ဘောလုံးကဘာဖြစ်နေလဲဆိုအခုလဲဒီဟာအကြောင်းပြောဘူးပါဝေ့နေတယ်လူရမရောက်ဘူး set piece ကိုပဲခုနအခုပြောရပြီအားကိုးနေရတယ် ဲ့ဒီမှာဒီလူပြောသွားတာလေတော်တော်လေးကောင်းတယ်ရီအက်စ်ဖန်နန်ဒက်စ်ကအဲ့ဘောလုံးကိုကင်ထားတယ်အဲ့မှာ၄၅၆ချက်သူထိအဲ့လိုထိနေတဲ့အချိန်မှာပဲဆက်လက်လက်သူ့ရဲ့ဟာလား position ကို repositioning လုံးဝပြန်ယူပြီးသွားပြီလိုအပ်တာတွေပို့ပြီးတော့အချိန်ကြီးကကြာသွားတဲ့အတွက်ပုံစံမပြတ်ဘူး space ကပုံမလား तू ကတခါ residence ကိုပြေးတယ်မှာ residence က၃၄ချက်ထပ်ထင်းနေတယ်အဲ့လိုအဲ့လိုနေပဲဆက်လက်လက်အဲ့ဒီဒုကြီးတွေဝင်မလာဘဲနဲ့ဝေ့နေတယ်သူတို့ကိုချက်စီးတဲ့ မနစ်ကဆိုလို့ရှိရင်တော့တစ်ချက်ထိနှစ်ချက်ထိနေဒီချိန်ဆိုတာချယ်ဆီမနစ်ကဒီဇင်ဘာမတိုင်ခင်မှာတောက်လျှောက်နိုင်တယ်မနစ်ကတည်းကရလက်ကတည်းကဆင်းနေတယ်မနစ်ကဆိုတာဂျက်ဆန်ပါမားအတွဲဂိုးတွေနဲ့တောက်လျှောက်ရဆိုတော့နောက်ထပ်တစ်လလောက်ကအကူပါမားမပါပဲသွားမှာသူတို့ဒီပုံစံနဲ့ဆိုရင်ဒီလိုမျိုးဝေးဝိုက်နေတဲ့ပုံစံကြီးခက်မြန်မြန်မတုံ့ပြန်နိုင်မဲနဲ့စိန်ထားတဲ့ပုံစံအရဆိုရင်အာဆင်နယ်နဲ့ဘာစီလိုနာကိုပါမားမပါပဲနဲ့တွေ့တဲ့အချိန်မှာလွယ်ပါမှာ အပယ်လွယ်မလဲဗျာအာဆင်နယ်ဘယ်လိုလုပ်ကိုရအာဆင်နယ်ကကျွန်တော်တို့စိုင်ချိန်တော့ချိုးပါဆိုလို့ကျွန်တော်တို့ရင်တုံးနေတာရှင်းတယ်ဒီနှစ်ကအာဆင်နယ်နှစ်လို့တော့ကျွန်တော်တို့ချမ်းပြင်းတော့တတ်မှတ်လို့တော့ရတယ်သူ့ရဲ့ပြိုင်ဘက်တွေအကုန်လုံးကမှာဟတ်ထိုးလဲနေကြသွားကြီးကျိုးတဲ့ကောင်တွေဓူးတွေပြဲတဲ့ကောင်တွေဘလို့မှနီနီယာကိုလိုက်လို့မမိဘူးဖြစ်အဲ့တော့ तू က AC ပြီးတော့မယ်ပြီးရပြဿနာမရှိဘူးကျွန်တော်15ကိုကြော်မှတော့ဖြစ်မယ်အဲ့ဒါတော့ရေးကြည့်တော့ဖလားရတာကျွန်တော်စိတ်ဝင်စားအောင်15ကိုကြော်တာကိုပဲစိတ်ဝင်စားရှင်းတယ်ကျွန်တော်တို့စံချိန်ကြီးကအကြီးကြီးဗျာဒီစံချိန်အောက်တော့ရောက်လို့မဖြစ်ဘူး အဲ့တော့ကျွန်တော်ကတော့ဒါအဟာတအနေနဲ့ပြပြတာပါဟိုအာကြီးကိုတော့ဟိုမမလွယ်ပါဘူးကိုအာဆင်နယ်နောက်တန်းကိုကျွန်တော်ထိုးဖောက်အောင်မလွယ်ဘူးဟိုကျွန်တော်တို့အများဆုံးမျှော်လင့်လို့ရအာဆင်နယ်ဂိုးပေးမပေးရဘူးကျွန်တော်တို့နောက်တန်းကလည်းအရန်ကောင်းလို့ဆိုအာဆင်နယ်ဂိုးမသွင်းမဲ့နေမလားဗျအာဆင်နယ်ကတကူပေးဝိုင်းနောက်တကူပြန်သူမမသွင်းတော့ကျွန်တော်2004 2005မော်ရီဟိုသွားတတိယအာဆင်နယ်အခုကြည်နေဟိုလောကကြီးရဲ့ changes တွေအရန်ဖြစ်သွားပြီပေါ့နော်ကျွန်တော်နှစ်ပေါင်း20နှစ်ပေါင်း20အတွင်းမှာ ြောင်းလဲတော့တဲ့ scenario ပေါ့ငငယ်တော့အတိလိုက်ရတာ Chelsea တင်းဆိုတာမာကြောတယ်တောင်းတင်းတယ်တကူရပြီးရင်ဘယ်တော့မှဂူးပြန်မပေးဘူးဒီလိုမျိုးတင်းပေါ့နော်အခုကြအဲ့တော့ Arsenal ဆိုတာကျွန်တော် Chelsea လိုပဲလေကစားကအရင်လှတယ်ရှုံးကျင်လဲရှုံးမယ်နိုင်ကျင်လဲနိုင်မယ်ဟိုဒါပေမဲ့ပရိသတ်တွေအကုန်လုံးကကစားကလှပပြီးတော့ဒါ Arsenal ဝင်းကရဲ့ဝင်းကဘောကြီးကိုသဘောကြီးကြားကြအခုကျွန်တော်ခစ်ကြီးကပြောင်းပြန်ပြောသွားတယ်အချက်စီကဒီလိုပဲမုံလုံးကြီးစက်ကူကတ်ပြီးနိုင်ကျင်လဲနိုင်မယ်ရှုံးကျင်လဲရှုံးမယ်ချုပ်တိုင်းဝါရဲ့ပွဲလေကစားကလေးကလှတယ် ကြည့်ရတာလည်းရင်သက်ရှူမှုကိုကောင်းတယ်ဘာပလားမှာတော့မရဘူးပေါ့ဗျာအခုအာဆင်နယ်ကတော့ကျွန်တော်တို့အရင်တော့ပုံစံ2000 2005နောက်တန်းနေတောင့်တင်းနဲ့တကူသွင်းပြီးဘယ်တော့မှဂိုးပြန်မပေးတော့ဘူးမော်ရီယိုခက်ကတကူသွင်းပြီးနိုင်ပြီလို့သာမှတ်လိုက်တော့အဲဒီလိုမျိုးပုံစံမျိုးမင်းတို့ဘောလုံးသာအင်ယူကငါတို့သုံးမှတ်ယူပြီးအင်ပြန်မယ်ဒီလိုမျိုးပုံစံနေရတော့တကယ်ကြီးပြန်ပြီးတော့ပြောင်းပြန်လှန်ပြန်တွေးနေရတယ်လို့ခံစားနေရအဲ့တော့အာဆင်နယ်ကိုလည်းနိုင်ဖို့တော့မရှိပါဘူးဘာစီလိုနာတော့ကျွန်တော်တို့မျှော်လင့်လို့ရတယ်ဘာဖြစ်လို့ဆိုတော့ high land defend မို့လို့ ီ highland defend ကချက်စီကတိတ်ကြိုက်တာမနစ်က edge ကိုလည်းကောင်းကောင်းဒုက္ခပေးဘူးဟာဒီဒီ highland defend ကြီးနဲ့ဟုတ်တယ်နော်ကောနော်ဒီ highland defend ဆော့တဲ့အသင်းတွေတော်များချက်စီကြိုက်ဘာဖြစ်လို့ချက်စီလူငယ်တွေကပြေးနိုင်တယ် run နိုင်တယ်လीအဲခုနပြောတဲ့ behind the line ကိုဂျောက်ဘက်ဒရောဒီလက်တို့လည်းပြေးနိုင်တယ်ကွီးတောင်ပြေးနိုင်တယ်ဗျာပြောချင်လားအဲ့တော့ဒီဘောလုံးတွေကိုဒီဒီဒီဗာလေ highline ကြီးကိုဘောလုံးချပြီးဖို့လည်းချက်စီကဒီချက်စီကဘောလုံးချပြီးဖို့လည်းတော့မကြောက်ဘူး ်ချက်စီခုနကျွန်တော်ပြောတဲ့အားတာတဲ့ transition တော့ဒါပဲလေဒီ highland defend ကိုပြီးဘောလုံးချခြင်းမပြီးကဲမြန်မြန်သွင်းအဲ့ဒါအဲ့ transition ကိုကောင်းကောင်းချက်စီကနီးပြအန်ဇိုမာစ်က deep plain sign ကိုကစားနေတာမဟုတ်ပေမဲ့ချက်စီအင်းကအဲ့ plain sign နဲ့ကောင်းနေတာအဲ့ချိန်မှာကျွန်တော်တို့ကအဲ့ line ကဘာစီလိုနာရဲ့ line နောက်ဆုတ်ပြီးတော့ defense ကြီးဆော့မယ်ကွာဆိုချက်စီမုံလုံးဆက်ကိုကပ်ပြီးချက်စီအင်းမုံလုံးဆက်ကိုကပ်ပြီးဒါတော့ကျွန်တော်ကတော့အာဆင်နယ်ကတော့တိတ်မမျှော်လင့်ဘူးကစားပုံကြီးကတော့ကျွန်တော်တုံ့တက်ရင်တော့ အာဆင်နယ်ကိုအမနေဆုံးတရေပဲတတ်မှတ်လို့ရတယ်အာဆင်နယ်ကိုကိုသွင်းဖို့လွယ်မှာမလွယ်တာကျွန်တော်ပါမပါရင်တော့စဉ်းစားမယ်ဗျာပါမမပါနိုင်တော့မစဉ်းစားတော့ဘာစီလိုနာကတော့ကျွန်တော်မျှော်လင့်ချက်ရှိတယ်နောက်ဆုံးပွဲလေးဖြစ်တော့အင်းကြည့်ရမယ်ဘာကြည့်ရမလဲဆိုတော့လွတ်လွတ်ကျွတ်ကျွတ်ဟိုအုပ်စုပွဲပြီးသွားမလားဒါမှမဟုတ်ရှုံးထွက်တဆင့်ကန်ရတော့မှာဘယ်အသင်းကကန်ရမှာလဲဟဲ့လားဒီပရက်ရှာတွေကနှစ်သိန်းလုံးတွေ့ရမှာအခုနည်းနည်းလေးဘာစီလိုနာဟာခြေစွမ်းအတက်ဖက်ကိုထက် အကြဖက်နည်းနည်းလေးတန်းလာတယ်လို့ခံစားမိတယ်။ဒါပြီးကျွန်တော်တို့လာလီဂါမှာလည်း pressure ရှိတယ်။အဲ့တော့ကြောင့်ဘာစီလိုနာနဲ့ဒီနောက်ဆုံး Champions League Final ပွဲစဉ်ကတအားကြီးကောင်းပဲပွင့်ထင်ပါတယ်။တေချာတော့နှစ်သင်းလုံးကတော့အုပ်စုချုပ်မှာဒါပေမဲ့ဘသူကအသင်းပူတပွဲပူကံရမလဲပေါ့နော်။အပြန်လဲတပွဲပူကံရမလဲဆိုတော့ရှင်ပြန်ရမယ်ပွဲများဖြစ်သွားမလားလို့သုံးသပ်မိတယ်။ဒါကြောင့်အဲ့ပွဲပူကြီးကောင်းပါထင်ပါတယ်။ဟုတ်။ဟုတ်ကဲ့ပါအခု။ဆိုတော့ကျွန်တော်တို့အနည်းဆက်ဆုံး အခုနဲ့ကျွန်တော်နဲ့ကဒါလာမယ့်တစ်ပတ် Monday မှာပြန်တွေ့တော့မှာဂျာမှာကျွန်တော်တို့ Spa နဲ့ကြံတယ် Spa ရဲ့ Thomas Frank မနေ့ကကျွန်တော် David Morris ရဲ့ Everton အဝေးကွင်းကြီးဗျာလှုပ်သွားတယ်ကြောက်အောင်ကြံသွားတယ်ခြေစွဲကလုံးဝကောင်းမနေဘူးနော် Bendy Ben အဲ့ဒီအေးပြီအကိုကြီး set piece ကနေပဲ twin သွားတယ်ပွဲပြီး reset ကျွန်တော်2စီမှာဆက်မကြည့်တော့ဘူးစပါတော့တော့ပြီးပြီတကယ်3-0နဲ့ကန်သွားတယ်ဆိုတော့အကိုကြီး Thomas Frank ကတော့အမှတ်ကတော့ယူတဲ့အနေအထားမျိုးကိုကျွန်တော်တို့တွေ့ရတယ် ဲ့တော့အဲ့ဒီစပါးနဲ့အနည်းဆုံးပွဲစပါးအဝေးဝင်းပွဲမှာ Chelsea က Leon Delap ကတော့ပြန်ပါလာလိမ့်မယ်။အဲ့ပွဲမှာအခုဘယ်လိုအနေထားရေကိုမြင်လဲကို။အာဆက်ပြီးစားပြိုင်မဲ့ပွဲများလားပေါ့နော်။နှစ်သင်းလုံးကဆက်ပြီးတဲ့ဂိုးသွင်းရင်တော့ကောင်းဆက်ပြီးနဲ့ defending လုပ်ရင်တော့လည်းညံ့နေနော်။ Liverpool စပါးလည်းရှင်းပြောရင်အားနည်းမှုတွေရှိတယ်။ဒါတော်တော်လေးအားနည်းတယ်။စပါးရဲ့အဓိကအသက်ကကူဒုစ်ပဲ။ကူဒုစ်ကိုကျွန်တော်တို့ control မလုပ်နိုင်ရင်ကူဒုစ်က တယောက်တည်းပတ်မှွေနေတယ်ဂျန်နေတူတွေ space ရပြီးဂိုးရသွားတဲ့ပုံစံပဲသူကစားတာကပ်မရှင်းပါလေမွေမိုးပေါ့ဗျာအခု Thomas Bryant ရဲ့အရင် Brandford ရဲ့မွေမိုးပေါ့ Bryant အမွေမူလားဒါသူတို့ခေါ်ကြတယ်ကျွန်တော်မွေမိုးပဲခေါ်အမွေမူပေါ့အမွေမူလဲအခု Man United မရောက်ခင်ပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးဘယ်လိုဆော့လဲလိုပဲညာတောင်ပဲဖြစ်ဘယ်တောင်ပဲဖြစ်ကြိုက်တဲ့တနေရာ Thomas Bryant ကပေးလိုက်တယ်ချင်းဒီဘောမူဒီခါကျက်ဘယ်ဆော့ခါကျက်ညာဆော့တယ်ကျွန်တော်မမိတာတော့ဘယ်ဆော့တာများရည်ထင်တယ်အဲ့လိုဆော့တယ်ဘောလုံးရောက်လာတယ်တယောက်တည်းပတ်မှွေတယ် ဲ့ချိန်မှာဘယ်သူတွေလွတ်သွားလဲတိုနီတို့ဝစ်ဆာတို့လွတ်တယ်သူတို့ဂိုးသွင်းဒါပဲဖြစ်ရဲ့ရှင်းတယ်အင်္ဂလိပ်ဖုတ်ဘောတကယ်တော့ဒရိုက်ဆန်နဲ့ဆက်ပြီးအပြည့်အဝသုံးတယ်ဘောလုံးကိုရှင်းရင်းပြောရစ်ရှူလည်းအလုံးမျိုးမလှုပ်ဘူးလှလှပပလည်းမစင်စားဘူးအနိုင်သုံးမှတ်အတွက်ကိုပလန်တေချာချတယ်အဲပြောချင်တာအဲ့ပလန်ချနေရင်လည်းရှုံးရင်လည်းရှုံးသွားနိုင်တယ်နိုင်လည်းနိုင်သွားတယ်ဒါဟာစပါ့စ်ပဲဒီ Thomas Frank ကိုကျွန်တော်ကအခုအကိုကျွန်တော်ဟိုဖိပိခဲ့တဲ့ဘက်ကမေးတယ်လို့ကိုရမှုရေးဟိုဒီစာပြီကိုကြိုက်ပြီလားဆိုတော့သူတို့ကြောက်လို့ကြိုက်တာ ရှင်းတယ်ကျွန်တော်ယူရမယ်လीတော်မန်ဖရန့်ရင်တဲ့အန်ဆိုမာရက်စကာရဲ့ကီရီမက်ကန်နာကျွန်တော်အန်ဆိုမာရက်စကာကီရီမက်ကန်နာလက်ခံတယ်ဘာဖြစ်လို့သူတို့ attacking football ကိုစော့သေးရလीဒီလား defensive ကြီးကိုဖင်ပိတ်ပြီးစော့မယ်သူစားမျိုးပုံစံပုံမလားဘမ်းမလားတယ်မလွယ်တော့ဘူးဒီကျွန်တော်တို့အခုဝယ်နေထားတဲ့သူတွေကဒီလို defensive စော့ကိုဝယ်ထားတာမဟုတ်ကျွန်တော်အဲဆိုမအဲဆိုဖာနန်ဒက်စ်တို့မွိုက်ဆစ်စကိုက်စီတို့တို့ဂနာချိုတို့ဂျောက်ပက်ဒရူးဆိုတာသူ ကစားကလှပြီးကောင်းတာတိုက်စစ်ပုံဖော်တာလှလှကျင်လို့ဒီကစားသမားရင်းနဲ့ဖန်တီးထားတယ်လို့ယူဆတယ်။ Thomas Frank နဲ့မလိုက်ဖက်ဘူးလို့ကျွန်တော်ကယူဆတယ်။ဒါတော့ကျွန်တော်အဲ့တော့ Thomas Frank ကိုတော့လုံးဝနောက်ဆုံးပိတ်စင်းထဲမှာထားတယ်လို့။ဒါပေမဲ့စပါးကတော့ကောင်းပါလေ။ तू ကရှင်းပြောရှင်ဖလားကြီးလည်းအများကြီးလိုချင်တဲ့အသိမျိုးလည်းမဟုတ်ဘူး။ဒါလောလောလတ်ပြီးခဲ့တဲ့ရာသီမှာတလုံးရထားပြီးပြီ။အဲ့တော့သူ့အတွက်ကဒီနှစ်တော်ဖူးဝင်သူ့အတွက်ကအချိန်မှန်ကောင်းတယ်။ဒါလီဖလားလေးဒီမှာနည်းနည်းအချိန်နဲ့ကောင်းကျင်တယ်။ အဲအသိင်းကြီးတွေဒုက္ခပြီးမယ်အသိငယ်ရင်းနဲ့သူကသူဒုက္ခပြန်ရောက်ရင်လည်းရောက်မယ်မရောက်ရင်လည်းမရောက်ဘူးဒီလိုပုံစံနဲ့ပဲတွန်းကျင်တဲ့အသိဖြစ်တဲ့အတွက်ကြောင့်တော့ဒီလက်ရှိ Chelsea is actually so spies situation ကလက်ခံလို့ရပါတယ်ဒါပေမဲ့ Chelsea နဲ့ Spurs မှာအစင်လာတွေကဘယ်တော့မှ Chelsea ကနင့်ကြသွားရဲဆိုတာမရှိပါဘူးအဲ့တော့ကျွန်တော် ကတော့ Spurs နဲ့ပွဲကိုတော့တိတ်ပြီးတော့ဟိုမကြောက်ဘူးပြီးတော့ Chelsea အသင်းရဲ့ကစားသမားတွေကလည်းကျွန်တော်လူငယ်ကစားသမားတွေကအဲ့လိုအသိကြီးနဲ့တွေ့ရင်ပို့ပြီးတော့ mental ဘိုင်းရ resilient ဘိုင်းရခံနိုင်ရင်ဆိုရင်တတိ ို့ရှိတယ်လို့ကျွန်တော်ယူဆတယ်အသင်းငယ်နဲ့တွေ့ခါမှာသူတိတ်ပော့လုံးတယ်ငယ်ငယ်ကဘော်ဒါရီနဲ့ဂိမ်းဆော့တယ်လို့ပေါ့ဗျာကိုတက်လက်မသားတဲ့ကောင်တွေနဲ့တွေ့လို့ရှိရင်အာဒီကောင်လေးချွတ်တီပါကွာဆိုပော့ပော့ပါဆော့ရှုံးအဲဒါပေမဲ့ကိုတက်ကောင်တွေနဲ့ကောင်တွေဂိမ်းဆိုင်မှာတွေ့ပြီးတော့ဒေါတာခုတ်ပဲကောင်တာပစ်မယ်လို့လုံးဝဒေဒေကြီးကျုံရတော့မယ်ဆင်ရောက်ရှိတကားလေးအားလုံးကုန်ပြီးညှစ်ထုတ်လိုက်တာနိုင်သွားအောင်အဲ့လိုပုံစံမျိုးချက်စီးကစားသမားတွေမှာရှိတယ်အဲ့ဒါဘာလဲဆိုတော့ငွေရွယ်မှုရယ်ဆိုတာပေါ့တွေ့ကြုံရှိတဲ့ကစားသမားတွေကတော့ဘယ်အသိန်းလာလာသူတို့ဒီပုံစံအတိုင်းသူတို့ရဲ့ခြေစွမ်း consistency တဲ့မှတ်နေပြီးတော့တခါရဲ့ညီယူညီမျှပွဲစဉ်တိုင်းကိုဆွတ်ဆောင်နိုင်အောင်တို့တို့စူးစမ်းတယ်။ဒါပေမဲ့လူငယ်ကစားသမားတွေကျတော့တို့ရဲ့စိတ်ခံစားမှု mental တွေအတက်တွေကြတယ်ပုံစံမျိုးစုံတွေနဲ့ခံစားရဖြစ်တဲ့အတွက်ကြောင့်တို့ကြောက်ပြီးတော့တို့ရုန်းကန်ရမယ့်ပွဲဆိုတို့ညှစ်ထုတ်နိုင်တယ်လို့တို့မကြောက်ဘဲနဲ့စိတ်ကလေးတစ်ချက်ပို့လိုက်တာနဲ့လုံလုံကြီးဒါအရှုံးဘက်ကိုဥတီသွားတဲ့ပွဲလေကျွန်တော်တို့လက်တလုံးမှာပြီးခဲ့တဲ့ Sunderland ပေါ့ရော့မှုတွေများစွာနဲ့ကျွန်တော်မြင်တွေ့လိုက်ပော့ပော့လေးပဲတွေ့လိုက်တယ်လွယ်လွယ်လေးရှုံးသွားကျွန်တော်တို့စပါးနဲ့ပွဲတော့ပြန်ပြီးတော့တကြော့ပြန်ပြီးတော့အဆင်ပြေလာလိမ့်မယ်လို့ယူဆပါတယ်ကို ိတ်ပြီးတော့တည့်ရတီတော့မတတ်မှတ်ဒီပါဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့သိုးရင်နေတော့အကူကကျွန်တော်တို့လည်းဆိုတော့အကူကြီးနောက်ဆုံးမိကွန်းလေးပါအဲ့ဒါတော့ချက်စီးတင်းကခန်းစင်းနဲ့ဂိုးသမားအကြောင်းပဲကျွန်တော်တို့ပြောပြောနေမယ်အခြားတစ်ဖက်မှာလည်းဂျာဘက်ဒရိုစတပွဲဆက်ဘူးမရတော့ဘူးအခုတော့လီယန်ဒီလပ်ကပြန်လာမယ်လို့ပြောပေမဲ့လည်းဂျာထဲမှာကျွန်တော်တို့ဒါအဲဒီဂျာထဲကကျွန်တော်တို့ဝူးဖ်စ်နဲ့ EFL ကပ်မှာတော့မအရင်လောက်ပဲဝင်ကစားမှာပေါ့နော်ဆိုတော့ချက်စီးတင်းက ။နောက်နှစ်ချက်ကတော့ဝယ်ဖို့မရှိတာတေးကြတယ်။ Emmanuel Emaga ကိုလည်းသူတို့ကြိုခေါ်ထားပြီဆိုတော့ကျွန်တော်တို့ကနောက်နှစ်နှစ်၃နှစ်လောက်ကဒီလူတွေနဲ့ပဲသွား။ဆိုတော့ Delap ရောက်ပက်ဒူဒီနှစ်ယောက်နဲ့ကျွန်တော်တို့ရာသီကုန်အထိပေါ့နော်။အဲ့ဒါက Chelsea တင် Champion League နိုင်ဆုံးဝင်ဝင်ရဖို့အတွက်အဆင်ပြေပါမလားဆိုတဲ့ဟာလေးသုံးသပ်ပြီပေါ့။သက်သိမ်းပြီပေါ့။တော်တော်ပြောခဲ့တယ်ကွယ်။ရာသီစမှာဒီ share ရဲ့အစွမ်းနဲ့ချက်ကျွန်တော်တို့ Delap ရဲ့ movement လေးလည်းကျွန်တော်တို့တွေ့ရတယ်။ကောင်းတယ်။ ဝေါ်ကလပ်ဝေါ်ကမောင်ပက်ဒရိုဟာဗာမျိုးညာမျိုးနဲ့အသင်းကပေါကြောက်တယ်နဲ့အုံတိုင်းဆိုရောက်လာပြီးတခါလေနက်ပြီကဆင်းလာတဲ့နှစ်သားလေးလိုလိုပါလိုနဲ့ဂိုးတွေတွင်းပြီးတော့ကျွန်တော်တို့ဖလိုက်ယူတော့အော်အဲ့တော့ကျွန်တော်တို့ယာတီဆမှာမျောလင်းတာဗောမျောလင်းတာမျောလင်းနေတာအာသွင်းနေဗျာသူကလည်းမဲဘဲဆိုးလို့ကျွန်တော် SBA မှာ Fantasy Premier League မှာဝယ်ထားမျောလင်းနေအခုချိန်ကြီးမရောက်ရသေးဘူးကိုကလည်း Chelsea fan ဆိုတော့ဒါပေမဲ့အခုကျတော့ပါမမပါရင်နောက်ပိုင်းမှာသူလည်းပျောက်သွားလိုက်တာကျွန်တော်ခုနကပြောတဲ့မလုံးစကူကတ်တဲ့ကစားဟန်နဲ့တိုင်ပတ်နေပြီ အဲ့တော့တို့ကိုကျွန်တော်ကအာကိုရလားအာမကိုရလားဆိုတော့အကူဝင်းနဲ့မိကောကျွန်တော်ကမုံလို့ဆက်ကူကတ်တယ်လို့တော့ဖြစ်သွားတယ်ဟုတ်တယ်လေဘာလို့ဆိုတော့အကူရဲ့မကောင်းလို့လည်းပြောလို့မရဘူးယာတီဆာမှာတို့ကြီးပဲဖုတ်ထားတာအခုတို့ကိုကောင်းတယ်ပြောပြန်လို့လည်းအခုလက်ရှိခြေစွမ်းရတယ်ကျွန်တော်တို့ဘယ်လိုပြောရမှန်းမသိခုနကကျွန်တော်ပြောတဲ့ကစားဟန်မုံလို့ဆက်ကူကတ်နေပြီအဲ့ဆိုတော့တော်တော်လေးတော့သုံးသပ်ကတ်တယ်ကိုကြီးယာတီကုံမတော့ကျွန်တော်တို့အပြေစောင့်ကြည့်တာတော့အကောင်းဆုံးပြစ်မဲ့တင်တယ်ကျွန်တော်ကတော့ကျွန်တော်အတင်းဒီချက်စီးကဂျောက်ဘတ်တူတို့ဟို ဒီ Lian Di Laptop နဲ့ Champion League မဝင်ဘူးလို့ပြောရမှာရှက်တယ်ဗျာကျွန်တော်တို့က Jason နဲ့တောင်ဝင်တာဗျရှင်းရှင်းလေး Jason Bayern Munich မှာအရင်ဗျာပြောချင်တာ Chelsea မှာအဆင်မပြေလို့လစ်သွားတာဒီ Chelsea Bayern Munich အရင် Jason နဲ့ကျွန်တော်တို့ Champion League ဝင်ခဲ့လေဗျာအဲ့တော့ဒီနှကောင်နဲ့မဝင်ဘူးလို့ပြောမှာကျွန်တော်ရှက်တယ်ဗျာအဲကျွန်တော်ကတော့ဝင်မယ်ပဲပြောချင်တယ်ဖြစ်လာမဖြစ်လာတော့မသိသေးဘူးဒါပေမဲ့တည်ကြလာတော့ Enzo Maresca နဲ့ဝင်ကြည့်ရင်တော့ Molo Sacco ကတ်လို့မရအောင်တားပါပဲဟုတ်ကဲ့ပါဆိုတော့ညီကူတို့အားလုံးလည်းဒီနေ့ live ကိုနေတက်မယ်လို့ထင်ပါတယ်ကျွန်တော်တို့နှစ်ယောက်ရဲ့အစီအစဉ်က lament တစ်ပတ် spa တင်းနဲ့ပွဲပြီးသုံးသပ်ချက်အခုလိုပဲ monday night football မှာပြန်ပြီးတော့ဆုံတွေ့ပါအောင်မယ်ဆိုတဲ့အကြောင်းပြောကြရင်ဒီနေ့ရဲ့ live ကိုတောင်းလိုက်ပါခင်ဗျာအားလုံးနှုတ်ဆက်ပါတယ်ညီကိုကိုရံမှုလည်းနှုတ်ဆက်ပါတယ်ခင်ဗျာအားလုံးပဲ see you ပါကို see you ပါကျေးဇူးပါခင်ဗျာဟုတ်